မင်္ဂလာပါရှင်ဒီနေ့ရန်ကုန်မှာမိုးရွာမလားဆိုတဲ့မေခွန်းလေးတစ်ခုကနေစကြည့်ကြအောင်ဟုတ်ကဲ့ပါအဲ့ဒီမေခွန်းကတော်တော် စိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်တယ်တာမမင်းခွန်းတစ်ခုလို့ထင်ရပေမဲ့လေကျမတို့ရရှိထားတဲ့အချက်လက်တွေရဒီမိုးတစ်ဆက်ဟာကမ္ဘာတချမ်းကနေမှုတိုင်းဒီတော်မီလောင်မှုတွေဟုတ်ပြီးတော့ကမ္ဘာကောင်းဆောင်တွေရဲ့အရေးကြီးတဲ့စီးဝေးတွေနဲ့တော့မထင်မှတ်ပဲဆက်ဆက်နေပါတယ်တကယ်တော့အဲ့ဒီချိတ်ဆက်မှုကဒီနေ့အချက်လက်တွေရအဓိကအနှစ်တာရပါပဲ ဒီနေ့ဆွေးနွေးမှုမှာအဲ့ဒီချိန်ဆက်မှုတွေကိုတခုချင်းစီဖြည့်ချီးတွေးကြကြင်တာပါရှင်ဟုတ်ကဲ့ပြီးတွင်းကမိုးရွာနိုင်ခြင်းတည်င်းလေးတစ်ခုကနေအမ်ကဘာမြောက်ချမ်းကဤခဲနေတဲ့စောင်းမွန်တိုင်းတောင်ပချမ်းကအဖူလိုင်းနဲ့တောမီအန်ဒရဲ့ဩပြီးတော့အာရှမှာအစာဖြိုးနေတဲ့မုန်တိုင်းအတိအထိဒါဒီအလုံးဟာတီချာဖြစ်စင်နေမဟုတ်တော့ဘူးဗျာတခုတည်းသူကကဘာလုံးဆိုင်ရာစနစ်ကြီးမတီမငင်ချိနေတဲ့လက္ခဏာတွေပေါ့နော်အဲ့ဒါပါပဲအဲ့ဒီလက္ခဏာတွေကိုတွေ့နေရတာပါ ကောင်းပြီဒါဆိုအဲ့ဒီဖဟီလီရဲ့ဖနာဇုံပိုင်းစားချစ်တဲ့မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ဆက်လိုက်ကြအောင်နော်ဟုတ်ကဲ့ဆက်လိုက်ကြအောင်နိုဝင်ဘာလ16ရက်စက္ကမရနေ့အတွက်တရားဝင်ထုတ်ပြန်ချက်မှာမင်္ဂလာပင်လေကိုအနောက်တောင်ပိုင်းတိရိလင်္ကာကင်းလွန်မှာလေဖြည့်အားနည်းရမွန်းတစ်ခုရှိနေတယ်လို့ဆိုပါရယ်ဟုတ်ပါတယ်အဲ့လာကမွန်တိုင်းဖြစ်လာနိုင်ခြင်းရှိတယ်လို့ဆိုလိုတာလားရှင်ဖြစ်နိုင်ခြင်းတော့ရှိတယ်ဒါပေမဲ့တေချာပေါက်တော့မဟုတ်သေးဘူးခင်ဗျာဩလီဖြည့်အားနည်းရဝန်းဆိုတာက အဲမုန်တိုင်းရဲ့အစာပြိုစိမ့်ဖြစ်နိုင်တယ်လို့ရိုးရိုးမိုးတင်းတောင်တွေဖြစ်ပေါ်စေတဲ့အခြေအနေတက်တက်လေးဖြစ်နိုင်တယ်။ဟုတ်ကဲ့အခုခမိုင်းကျရာတော့သူကအနောက်အနောက်မြောက်ဘက်ကိုရွေ့မယ်ဆိုတော့လေမြန်မာနိုင်ငံကိုတိုက်ရိုက်တက်ရောက်မှုနည်းနိုင်ပါတယ်။အော်ဒါပေမဲ့တိုက်ရိုက်တက်ရောက်မှုမရှိဘူးဆိုတာကလုံးဝအန်ဒီရဲ့ကဲနယ်လို့ဆိုလို့မဟုတ်ဘူးချင်းနဲ့နော်ဟုတ်ပါတယ် အထူးသဖြင့်ကန်ယိုတန်ဒေတာတွေအတွက်တွေ့ဝိုက်တဲ့ရိုက်ခတ်မှုတွေကပိုအရေးကြီးနေတည်မို့လားတိကျတဲ့အချက်ကိုထောက်ပြတာပါပဲကုန်းမြေပေါ်ကမိုးရွာနိုင်ခြေထပ်ပိလိပင်းအခြေအနေကပိုးပြီးတော့အဲစိုးရင်စရာပါဟုတ်ကဲ့ရှင်ရန်ကုန်တနင်္သာရီဂရင်းနဲ့မွန်ပြည်နယ်တွေမှာမိုးရွာနိုင်ခြေချစရာခိုင်နှုံးရှိတယ်ဆိုတာထက်ပိုးအရေးကြီးတာကပါများဖြစ်မလဲရှင်ကန်ယိုတန်နဲ့ကန်လွန်ပိလိပင်းမှာမိုးတက်လေပြင်းကြရင် လီတိုင်နုံတနာရီမိုင်30လိုင်းအမြင့်ခွန်ပေကနေကိုပီအထိရှိနိုင်တယ်ဆိုတဲ့တတိပိချက်ပါခွန်ပေကနေကိုပီတော်တော်မြင့်တာပဲနော်ဟုတ်တယ်ဗျာဒါကရေလောက်ပိုင်းဒီနဲ့ဂန်ယိုတန်းသွားပြီးသူတွေအတွက်အတက်အန်ဒရီနဲ့ဆိုင်တဲ့တရင်အချက်လက်ဖြစ်သွားပြီဒါဆိုရာသီဥတုတရင်ကိုကြည့်တဲ့အခါကိုနေတဲ့မြို့မှာမိုးရွာမလားဆိုတာထက်ဖူကြီးကြီးပြန့်ပြန့်ကြီးဖို့လိုတာပေါ့အဲ့ဒါအရင်ရေးကြည့်ပါလေအထူးသဖြင့်ရေရှည်အလားအလာကိုကြည့်တဲ့အခါပေါ့ကျမတို့ရထားတဲ့တုံးသက်ချက်တစ်ခုမှာ ဘင်္ဂလားပင်လေယောကနိုဝင်ဘာလကုန်အထိမတည်ငင်းနိုင်ဘူးလို့ဆိုထားတယ်။ဟုတ်တယ်။အဲ့ဒီအချက်ရှိတယ်။ဒီအချိန်ကကြတော့စပါရိတ်တင်ချိန်၊စားလုံးကနေစတင်ချိန်နဲ့တိုက်ဆိုင်နေတော့စီးပွားရေးရာတော်တော်အရေးကြီးတဲ့အချိန်ကာလတစ်ခုဖြစ်နေတာပေါ့။တကယ်ကိုအရေးကြီးတဲ့အချိန်ပါ။စိုက်ပျိုးရေးကိုတည်အောင်မှုကိုမြင်အောင်ကြည့်လိုက်ပါ။ဟုတ်ကဲ့။ဒီနေ့ပလုံပင်ပင်ပန်းပန်းစိုက်ပျိုးထားတဲ့စပါးတွေကိုရိတ်သိမ်းပြီးတလေးမှအချောက်လန့်နေတုံး။အဲ့ဒီအချိန်မှာမိုးရွာချလိုက်ရင်ဟောတောင်တူတို့အတွက်တို့အကြီးကျယ်ထိခိုက်မှာပဲနော်။အကြီးကျယ်ပဲ။ ရိပ်ပိတာစပါးရီရေးဆိုပြီးအေးသွေးကြတာအပေမာတင်အနာရီပြန်ပေါက်တာတွေဖြစ်မိုက်တယ်ဟုတ်လားစားလောက်ကတည်းလဲဒီလိုပဲဗျာစားငံရေးသွင်းပြီးနေလန်းနေတဲ့ချိန်မိုးရွာချလိုက်တာကတနစ်စာလောက်အားဒီရေထဲမျိုးသွားစင်နေတဲ့အချိန်ဒီပါလက်ချုံလေအရင်မြတ်တခုမှအတောင်တူဒီကိုမိုးအချိန်ဒီဖြစ်လာသည်ဖြစ်စေမဖြစ်လာသည်ဖြစ်စေအမိုးကစီချိုတံပြင်စင်ထားဖို့တိုက်တွန်းထားတာကအရင်လက်တွေ့ကြတဲ့အချမ်းပြူချက်ပဲလို့ထင်ပါတယ်ဟုတ်ကဲ့ဂျိုတင်ကာကွယ်ခြင်းကအကောင်းဆုံးပါပဲ ဒါဆိုမြန်မာနိုင်ငံကတောင်တူရီရင်ဆိုင်နေရတဲ့ဒီရာသီဥတုပြဿနာကဖြီးတွင်းမှာပဲဖြစ်နေတဲ့တီးခြားကိစ္စတစ်ခုလားဒါမှမဟုတ်ပိုကြီးမားတဲ့ကမ္ဘာလို့ဆိုင်ရာဖြစ်စဉ်တစ်ခုရဲ့အစိပ်ပိုင်းလန်ရှင်းဟမ်အဲ့ဒီမေကွန်းကအထက်အချက်ကိုရောက်ကွာတာပဲကျမတို့ရထားတဲ့ကမ္ဘာအစီရင်ခံစာကို ကြည့်လိုက်တဲ့အခါမှာတော့အဖြေရှင်းနေတယ်လို့ပဲဟုတ်ပါတယ်ဒီနေရာမှာတင် အချက်လက်တွေကတော်တော်ထူးခြားလာပါတယ်ကမ္ဘာမြေပုံကိုချဲ့ကြည့်လိုက်တဲ့အခါ တနေရာနဲ့တနေရာလုံးဝဆန့်ကျင်ဘက်တွေတပြိုင်တည်းဖြစ်နေတာကိုတွေ့ရတယ်ဘယ်လိုမျိုးပါလဲရှင်မြောက်အမေရိကမှာအာတီကက်စ်လို့ခေါ်တဲ့ဆောင်းရာဒီမုန်တိုင်းကြောင့်နင်းတွေထူထစ်စွာကျပြီးအရေးလွန်ခဲနေချိန်မှာအဲ့ဒီအချိန်မှာပဲကမ္ဘာတောင်ဘက်ခြမ်းကဩစတြေးလျမှာတော့အပူချင်း60ဒီဂရီစင်တီဂရိတ်ကျော်ပြီးကဖေးအဆင့်တောင်မီအန်ဒါ3ပေးချက်တွေထုတ်ပြန်ထားရတယ်အဲ့ဒါပဲတနေရာမှာအေးခဲနေသည်နောက်တနေရာမှာမီးလောင်မတက်ပိုးနေတယ်ဒါတွေကတိုက်ဆိုင်မှုတတ်တတ်ပဲလားမဟုတ်တော့ဘူးလို့ ယာဒီတို့တပြံမြညာရှင်တွေကတုံးတက်ကြတယ်။ဒါတွေကိုတီးခြားဖြစ်စင်နေလို့ထင်ရပေမဲ့တကယ်တော့သူတို့ကဆက်ဆက်နေနိုင်တယ်ဗျာ။ဟုတ်ဘယ်လိုမျိုးဆက်ဆက်နေတာလဲရှင်။ဘယ်လိုပြောမလဲဆိုတော့ကဘာကြီးပူနွေးလာတာနဲ့အမြ jet လေစီကြောင်းလို့ခေါ်တဲ့ကဘာလေရူခါဘကြီးကရိုင်နေလာတယ်။ flight တွန်တွေပိုကြီးလာတယ်။ဟုတ်ကဲ့။အဲ့ဒီကမြောက်အမေရိကကိုအာတစ်ကအာရီလေတွေလုံငင်းနေဝင်စေသလိုဩစတြေးလျလိုနေရာမျိုးမှာတော့အပူလိုင်းတွေရက်ရှည်လာများပိတ်မိနေစေတတ်တယ်။ ဒါကြောင့်တနည်းအားမှာ AK မီတနည်းအားမှာမီးလောင်မတက်ဘူးနေတာကအဲ့ဒီကဘာလုံးဆိုင်ရာစနစ်ကြီးမတိမငင်ဖြစ်နေတဲ့လက္ခဏာပေါ့တကီကြကြပါပဲအဲ့ဒါလက္ခဏာပါပဲဒါဆိုကျမတို့ဒေတာဘတ်မှာတော့အစီရင်ခံစာထဲမှာအပူပိုင်းမုန်တိုင်းအသစ်ကမ်မူရီအကြောင်းတွေပါနေနော်မှန်ပါတယ်အာရှပစိဖစ်ဒေတာမှာတော့အပူပိုင်းမုန်တိုင်းအသစ်ကမ်မူရီစတင်ဖြစ်ပေါ်နေပြီးဖိလစ်ပိုင်နိုင်ငံအတွက်စိုးရိမ်စရာဖြစ်နေပါလေဟုတ်ကဲ့ ဖိလစ်ပိုင်ဟာအရင်မုန်တိုင်းတွေရဲ့တန်ရာကနေပြန်လည်ထူထောင်နေရဆက်ဖြစ်တဲ့အတွက်မုန်တိုင်းအသည့်ရဲ့ချင်းချောက်မှုကခြေရင်ကိုပိုပြီးရှုပ်တွေးစေတာပေါ့ဒီလိုကမ္ဘာအနှံ့မှာတတဝါဘေးတွေတကယ်ဖြစ်ပျက်နေချိန်မှာပဲဘရာဇီးနိုင်ငံမှာ COP13 လို့ခေါ်တဲ့ကုလသမဂ္ဂရဲ့နှစ်စဉ်ရာသီဥတုညီလာခံချင်းပါနေတယ်ဟုတ်တယ်အဲ့ဒါနဲ့တိုက်ဆိုင်နေတယ်ပြီးတော့ရာသီဥတုဆိုင်ရာဘန်ဒါရေး Climate Finance ကိုအဓိကဆွေးနွေးနေတယ်လို့ဆိုပါတယ်ဒီဆက်ဆက်မှုကတတိုလေးကိုထင်ရှားနေတယ်လို့ပဲနော် ဒါကအလွန်အရေးကြီးတဲ့ဆက်ဆံမှုပါကမ္ဘာခေါင်းဆောင်တွေက ရာသီဥတုပြောင်းလဲမှုအတော့ငွေကြေးထောက်ပံ့ရေးကိုအစည်းအဝေးခန်းထဲမှာညှိနှိုင်းနေကြရင်ဟုတ်ကဲ့အပြင်ပလက်တွေ့ကမ္ဘာမှာရာသီဥတုအစွမ်းရောက်မှုတွေရဲ့ရက်ခတ်မှုကိုပြင်းပြင်းထန်ထန်ခန်းစားနေရတယ်ဆိုတဲ့အချက်ကအဲဒီဆွေးနွေးပွဲတွေအရေးတကြီးလို့အချက်ကိုမိမောင်းထုတ်ပြနေတာပါစပွဲဝိုင်းပေါ်ကဆွေးနွေးမှုတွေနဲ့လက်တွေ့ခန်းစားနေရတာတွေခြားကကွာဟတ်တက်ကိုထင်ထင်ရှားရှား မြင်တာစီတာဗောနော်ဟုတ်ပါတယ်အဲ့ဒီကွာဟချက်ကိုပြနေတာပါကောင်းပြီဒါဆိုဒီလောက်ရှုပ်ထွေးများပြတဲ့အချက်လက်တွေကိုကျမတို့ဘလို့ချင့်ချိန်နောင်းနေရမလဲဟုတ်ကဲ့အားလုံးက weather app တွေကိုနေ့စဉ်သုံးနေကြတာပဲဒါပေမဲ့ကျမတို့ရထားတဲ့သုံးသက်ချက်တစ်ခုက app တွေရဲ့ခံမှန်းချက်ကိုယုံကြည်တဲ့အခါတတိထားစရာတွေရှိတယ်လို့ဆိုပါတယ်ဒါကစိတ်ဝင်စားစရာပဲဟုတ်ပါတယ်အဲ့ဒီသုံးသက်ချက်မှာအဓိကထောက်ပြထားတာက အပ်တော်တော်များများဟာသူတို့ဘဲတင်ချာပုံစံပြုခမန်းမော်တယ်ကိုအခြေခံပြီး ခမန်းချက်ထုတ်ပြီးနေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမဖော်ပြကြဘူး။အော်မော်တယ်ပေါ့နော်။ဟုတ်တယ်။ဒီမော်တယ်လေးကိုစားဖို့မှုနည်းအောင်နဲ့ဥမာပေးလို့ရတယ်ဗျာ။ကိတ်မှုတစ်ခုဖုတ်ရင်စားဖို့မှုကြောက်ကမိအပူချင်းကိုအဓိကထားပြီးခမန်းတယ်။နောက်တစ်ယောက်ကမွဲတဲ့အချင်းကိုအဓိကထားတယ်။ဟုတ်ကဲ့။မြောက်လို့ရနီလန်းကမှန်မိမယ်။ရလဲနည်းနည်းစီကွင်းနိုင်တယ်လေ။အော် ဒါဆိုမိုးလေဝသမော်ဒယ်ဒီလေဒီလိုပါပဲပေါ့တခုကလေတူဖီအားကိုဥစားပေးပြီးနောက်တခုကပင်လယ်ရေအပူချိန်ကိုအခြေခံပြီးတွက်ချက်တာမျိုးပေါ့ဟုတ်ပါတယ်ဒါကြောင့်မော်ဒယ်တခုတည်းကိုအာမကိုတင်မှုဆိုတဲ့သဘောလားရှင်ဒီဒီကြကြပါပဲ2009ခုနှစ်ကတည်းကလီလာခဲ့တဲ့အတွေ့အကြုံအရာမော်ဒယ်တခုတည်းကိုပဲအာကိုရင်ခမ်းမန့်ချက်တဲ့လွဲကျော်တတ်တယ်ဩဟုတ်လားကျွန်တော်ကိုယ်တိုင်ကြုံဘူးတယ်တခါကမုန်တိုင်းတခုကိုခြေရာခဏီတုန်းဥရောပမော်ဒယ်ကအရှိတ်ဘက်ကိုတွားမယ်ပြောပြီးအမေရိကန်မော်ဒယ်က မြောက်ဘက်ကိုသွားမယ်ပြောတယ်။အဲ့ဒီညကအဲ့လိုတောင်မပြောဘူး။ဟုတ်ပါပဲ။အဲ့ဒီကတည်းကမော်ဒယ်တစ်ခုတည်းကိုဘရော့မှမက်ဆီမိတ်မယုံတော့တာပဲ။ဒါဆိုရင်တာမန်ပြည်သူတို့အနေနဲ့ဒီလောက်နီးတင်ညာဆန်တဲ့ကိစ္စကိုဘာကိုအဓိကဂယူဆိုင်တင်ပါဆန်လဲရှင်။အဓိကမှတ်သားရမှတစ်ချက်တည်းရှိပါတယ်ဗျ။ဟုတ်ကဲ့။ပထမတစ်ခုကအသုံးပြုထားတဲ့မော်ဒယ်ကဘာလဲ။ဒုတိယတစ်ခုကအဲ့ဒီမော်ဒယ်ရဲ့အချက်လက်ကနောက်ဆုံးဘယ်အချိန်က update လုပ်ထားတာလဲဆိုတာပါပဲ။အော် model အမျိုးအစားရဲ့ update လုပ်တဲ့အချိန်ရပေါ့နော်ဟုတ်ပါတယ်ဒါကိုမိုးလေဝသတင်းတင်ပြသူတွေကပုလင်မင်းသားဘာဖော်ပြတင်တယ်လို့အဆိုပါသုံးသချက်မှာတိုက်တွန်းထားပါတယ်ဒါမှတင်းအချက်လက်ကိုလက်ခံသူအနေနဲ့ဝေဖန်ပိုက်ချနိုင်မှာပါလက်သမားတွေအတွာစိုးရင်စရာယာတီဥဒူအလားလားဟုတ်ကဲ့ပြီးတော့အဲ့ဒီအထိပြက်တွေဟာကဘာတစ်ဖက်ချမ်းကနင်းမုံတိုင်းနဲ့နောက်တစ်ဖက်ကတော်မီအန်ဒယ်ရီနဲ့ဘလို့ဆက်ဆက်နေကြလဲဆိုတဲ့ချက်လက်စီကြောင့်အကြောင်းအချစ်ဟုတ်ကဲ့အဲ့ဒါဒီအားလုံးကိုဆွေးနွေးခဲ့ကြတယ် နောက်ဆုံးမှာတော့အဲ့ဒီတရင်ရဲ့ချက်လက်ဒီကိုကျမတို့ဘယ်လိုချင့်ချင်တုံးတက်တင်တယ်လဲဆိုတဲ့လက်တွေ့ကြတဲ့အချက်နဲ့အဆုံးတက်ခဲ့ပါရရှင်။အိုင်းနဲ့ချုပ်အနေနဲ့ပြောရရင်ကျွန်တော်တို့တွေးကြုံနေရတဲ့ ಬಿ တွင်းရာတီဥဒုဟာတီချဖူးစင်တခု မဟုတ်တော့ဘူး။တခုနဲ့တခုချိန်ဆက်နေပြီးပိုမိုပြင့်ထန်လာနေတဲ့ကဘာလုံးဆိုင်ရာစစ်နေကြီးရဲ့အစိပ်ပိုင်းတခုဖြစ်တယ်ဆိုတာကိုဒီအချက်လက်တွေကသက်သေပြနေပါတယ်။ဟုတ်ကဲ့။မြန်မာပြည်ကမိုးဒဇက်ဟာဩစတြေးလျကအပူလိုင်းနဲ့ မဆိုင်ဘူးလို့ပြောလို့မရတော့တဲ့ခေတ်ကိုရောက်နေပါပြီ။နားထောင်သူတွေအတွက်ဆက်လက်တွေးခေါ်ကြအချက်တခုထားခဲ့ခြင်းပါတယ်ရှင်။ဟုတ်ကဲ့။ကောင်းပါတယ်။မိုးလေဝသခန့်မှန်းချက်ကိုကြည့်တဲ့အခါဘဲမော်ဒယ်ကိုသုံးထားတယ်လဲလို့မေးခွန်းထုတ်ဖို့တိုက်တွန်းခဲ့တယ်လို့ပါပဲဒီအတွေးခေါ်ကိုတခြားနေရာတွေမှာလည်းသုံးလို့ရနိုင်မလားအာစိတ်ဝင်စားစရာပဲ ဥပမာကျမတို့နေ့စဉ်ဖတ်ရှုရရှိနေတဲ့သတင်းတွေစီးပွားရေးခန့်မှန်းချက်တွေကျမကြီးအကြံပြုချက်တွေဟာဘလို model ဒါမှမဟုတ်ဘလို shoot ထောင်အမြင်ကို အခြေခံထားတယ်လေဟွန်းဘလောက်ခက်မီတဲ့အချက်လက်တွေလဲဆိုတာမျိုးပေါ့ဟုတ်ပါတယ်အဲ့ဒါတွေကို sensitive မေးခွန်းထုတ်ခြင်းကကျမတို့ကိုပိုမိုမှန်ကန်တဲ့နားလည်မှုလေးစီကိုပို့ဆောင်ပေးနိုင်မှာဖြစ်ပါပဲ debate debate ကနေကြိုးစားပါခင်ဗျာကဲ ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့2025ခုနှစ်နိုဝင်ဘာလလယ်မှာရလာတဲ့မိုးလေဝသအချက်လက်တွေနဲ့ပတ်သက်ပါတယ်။ဒီချက်လက်တွေကနေမြန်မာနိုင်ငံအတွက်ဖြစ်လာနိုင်တဲ့ NDA ကိုကျွန်တော်တို့ဘလို့ချင်းကတ်သုံးသပ်တင်တယ်လဲဆိုတာပါပဲ။အဓိကမေးခွန်းကတော့လက်ရှိရတဲ့မိုးလေဝသချက်လက်တွေရဖြစ်လာနိုင်ခြေရှိတဲ့ရာဒီယိုတို့ NDA ကိုဘလို့အတိအပယ်ဖွင့်ပြီးဘလို့မျိုးသတင်းစကားပေးဖို့တာကအားလုံးအတွက်အကျိုးရှိဆုံးနဲ့တောင်းအထူးဆုံးဖြစ်မလဲဆိုတာပါပဲ။ကျွန်တော်ဘက်ကတော့ ်တရားဝန်ထုတ်ပြန်ထားတဲ့ကာလတ်တိုခတ်မှန်းချက်တွေရဲ့တိကျမှုကိုပဲဒီကထားသင်တယ်လို့မြင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျမကတော့ဒီမြင်နဲ့နည်းနည်းလေးခွဲလွှဲခြင်းပါတယ်ရှင်ရေရှည်အလားအလာတွေနဲ့ထိလာနိုင်ခြေရှိတဲ့အန်ဒီရဲ့အတွက်ကြိုတင်ကာကွယ်ပြင်ဆင်ထားတဲ့ဆိုရဲမှုကိုပိုပြီးဦးစားပေးတဲ့နယ်လို့ယုံကြည်ပါတယ်ကောင်းပါပြီဒါဆိုကျွန်တော်အမြင်လို့အရင်ဆုံးရှင်းပြခြင်းပါတယ်လက်ရှိနိုဝင်ဘာ16နဲ့19ရက်အတွက်တရားဝင် မိုးလေဝသဌာနကထုတ်ပြန်ထားတဲ့သတင်းကိုကြည့်လိုက်ရင် ဒါဟာကျွန်တော်တို့အတိအကျဆုံးနဲ့အားကိုးရဆုံးအချက်လက်ပါပဲဒီတရင်ရရန်ကုန်တနင်္သာရီကရင်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြမိုးချွချွန်ရွာနိုင်တယ်ရွာနိုင်ကြီးကလည်း60ရာခိုင်နှုန်းပဲရှိတယ်လို့ဆိုပါတယ်ဆိုတော့ဒါကနေ့စဉ်ထိလေရှိတဲ့မိုးလေဝက်သားအခြေအနေမျိုးပါပဲအလွန်မင်းထိလန့်တကြားစိုးရင်စရာအခြေအနေတခုမဟုတ်ပါဘူးပိုရေးကြီးတဲ့အချက်က ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းကလေဗီယန်နယ်ရောက်ဝန်းပါတူဝတီလီလန်ကကမ်းလွန်မှာရှိပြီးအနောက်အနောက်မြောက်ဘက်ကိုရွေ့လျားနေတယ်လို့ဖော်ပြထားတယ်ပိုလွဲအောင်ပြောရရင်အဲ့ဒီလေဗီယန်နယ်ရောက်ဝန်းကကျွန်တော်နိုင်ငံဘက်ကိုဥတီမလာပဲအိန္ဒိယတိုက်ငယ်ဘက်ကိုဥတီနေတယ်လို့ပြောနိုင်ပါတယ်ဒီတော့မြန်မာနိုင်ငံနဲ့တိုက်ရိုက်တက်ရောက်မှု အလွန်နှဲတယ်ဆိုတာရှင်းနေတာပဲလေရေရှည်ဆန်မန်ကျက်တွေကပောက်မော်ဒယ်တွေဆိုလာက မတိကြမေရမှုတွေအများကြီးပါဝင်နေတတ်ပါတယ်။အဲ့ဒီအပေါ်မှာအခြေခံပြီးအချိန်မတိုင်ခင်တတိပေးချက်တွေအများကြီးထုတ်ပြန်လိုက်ရင်တောင်သူလယ်သမားတွေကြမှာမလိုလဲတဲ့စိုးရင်ပူပန်မှုတွေဖြစ်လာနိုင်တယ်။ဥပမာမမြေသေးတဲ့စပါးတွေကိုစိုးရင်စင်းနဲ့စောစီစွာရေသိမ်းလိုက်လို့ဆိုင်ရေသွေးကျဆင်းတာမျိုးအဲစီဝါရဲကထိခိုက်နေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ဒါကြောင့်တာဝန်သေးတဲ့ချင်းကမှုဆိုတာလက်ရှိတိကျခိုင်မာတဲ့အတီးပြုတ်နိုင်တဲ့အချက်လက်တွေပေါ်မှာပဲမူတည်တဲ့လို့ကျွန်တော်မြင်ပါတယ်။ ခင်ဗျားပြောတာကိုသဘောပေါက်ပါတယ်ရှင်။တီးကြတဲ့အချက်လက်ကအရေးကြီးတယ်ဆိုတာကိုကျမလည်းလက်ခံပါတယ်။ဒါပေမဲ့ကျမရဲ့ချင်းကပွန်ကတော့နည်းနည်းကွာပါတယ်။ကျမတို့ကကာလတိုခမန်းချက်တစ်ခုတည်းကိုပဲတီးချခွဲကြည့်လို့မရဘူးလို့ထင်တယ်။ပိုကျပြည့်တဲ့ပုံစံတစ်ခုလုံးကိုကြည့်ဖို့လိုပါတယ်။အချက်လက်ထဲမှာပဲနိုဝင်ဘာလကုန်အထိပင်ကလာပင်လေအောင်မညင်တဲ့နယ်ဘူးဆိုတဲ့သုံးသက်ချက်လက်ပါနေတာကိုတတိပြုရမယ်လေ။ဒါကပါနဲ့တိုက်ဆိုင်နေလဲဆိုတော့ ကျွန်တော်တို့စီမှာအရေးကြီးတဲ့စပါးရိတ်သိချင်းစားလုကန်စတဲ့တော့မရသေးနဲ့တိုက်ရိုက်ဆက်ဆက်နေတဲ့ကိစ္စပါ။နောက်ပြီးတော့ကမ္ဘာလုံးဆိုင်ရာအခြေအနေကိုလည်းလစ်လျူရှုလို့မရပါဘူး။ Pacific သမုဒ္ဒရာမှာကာမူရီဆိုတဲ့အပူပိုင်းမုန်တိုင်းဆက်တင်ဖြစ်ပေါ်နေပြီးပိုးဆိုးရင်စရာကလက်ရှိလာနီညာအခြေအနေနဲ့ပင်လယ်ရေမျက်နှာပင်အပူချေမြင့်မားမှုကြောင့်ဒီမုန်တိုင်းကတိုက်ဖုန်းမုန်တိုင်းအဆင့်ထိအကောင်လာနိုင်တယ်လို့ခန့်မှန်းထားတယ်။အင်းဒီညမှာလာနီညာကြောင့်နေနဲ့ရှင်းပြခြင်းပါတယ်။တမန်အားဖြင့် လာနီညာဖြစ်နေချိန်မှာ Pacific Smoothera နောက်ချမ်းကပင်လယ်ရေအပူချိန်မြင့်တက်လေရှိပြီးအဲ့ဒါကမုန်တိုင်းဒေသလောင်စာလိုဖြစ်နေတတ်တယ်။အဲ့တော့ကျွန်မတို့ဒေသအထိတက်ရောက်မှုရှိနိုင်တဲ့မုန်တိုင်းတွေပိုအားကောင်းလာနိုင်ချက်ကိုထည့်စင်စားရမှာပေါ့။မိုဒယ်တစ်ခုတည်းကိုအားကိုးရင်ခံမှန်းချက်တွေမားနိုင်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ရေရှည်အလားအလာကိုပြရတဲ့ model တွေကပေးရတဲ့တတိပိချက်က တောင်တူတွေကိုအမိုးကပင်စင်တာရိတ်တင်ပြီးသားသီးနှံတွေကိုရေလွရမြေမြင့်ကိုရွှေပြောင်းထားတာမျိုးတွေအတွက်တန်ဖိုးရှိတဲ့ကြိုတင်ပင်စင်ခြင်းကိုရရှိစေပါတယ်။ဒါကိုမလိုအပ်တဲ့စိုးရိမ်ပူပန်မှုလို့ကျမမမြင်ပါဘူး။ဖြစ်လာနိုင်တဲ့ဆုံးရှုံးမှုကိုလျှော့ချဖို့တာဝန်ယူမှုရှိတဲ့အလို့ရတစ်ခုလိုပဲမြင်ပါတယ်။อืมခမရပြောတဲ့ဂမလုံးဆန်ရချိဆက်မှုတွေကိုကျွန်တော်နားလည်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့လက်တွေ့ကြကြစဉ်းစားဖို့လိုတယ်။အချက်အလက်တွေကိုတိတိကျကျအတိအပယ်ဖွင့်ဆိုဖို့ကအရင်ကြီးဆုံးပဲ။ ခုနကကျွန်တော်ပြောခဲ့သလိုပဲတီတီလင်္ကာကံလုံးကလီဖီးယားနယ်ရဲ့ဝန်းရဲ့ရွေးလျမှုလမ်းကြောင်းကမြန်မာနိုင်ငံအတွက်ချက်ချင်းစိုးရင်စရာမရှိဘူးဆိုတာရှင်းလင်းနေတာပဲဟုတ်ကဲ့နောက်တစ်ချက်မြို့ဝကျွမ်မော်နဲ့မွန်တန်တာဒီကံယိုတန်းတလျှောက်လိုင်းအမြင်ခုနှစ်ဘဲကနေကူးပေအထိရှိနိုင်တယ်ဆိုတာကလည်းမိုးတက်လီပင်းကြရဲ့ခါဖြစ်လိဖြစ်တာရှိတဲ့ပုံမှန်အခြေအနေတစ်ခုပါပဲခညာပြောတဲ့မြောင်းအမေရိကမှာတိုက်နေတဲ့ Articles နင်းမှုန်တိုင်းပဲဖြစ်ဖြစ်ပစိဖိကကမ်မူရီမွန်တိုင်းပဲဖြစ်ဖြစ်အဲ့ဒါတွေက ကျွန်တော်တို့ဒေတာရဲ့ယာသူလူနဲ့ချက်ချင်း direct ပတ်သက်မှုမရှိသေးဘူးလေအဝေးကြီးမှာဖြစ်နေတဲ့ဖြစ်စဉ်တွေကိုဆွဲယူပြီးလက်ရှိတည်နေနေတဲ့ခြေနေပေါ်မှာစိုးရင်မှုတွေဖန်တီးတာမျိုးမဖြစ်တင်ဘူးလို့ကျွန်တော်ယူဆတယ်အဲ့ဒီအချက်ကိုတော့သနာလက်မခံနိုင်မှုရှင်။ဘာဖြစ်လို့လဲဆိုတော့ကဘာလုံးဆိုင်ရာယာတိဥဒုပုံစံတွေကတီးခြားစီရပ်တည်နေတာမဟုတ်ပဲအပြန်အလှန်ဆက်ဆံနေလို့ပဲတိပံပညာမှာ tenly connection လို့ခေါ်တဲ့အယူအဆတစ်ခုရှိရဲ့အဝေးတနေရာကယာတိဥဒုဖြစ်စဉ်တွေကတခြားဆရာတွေကိုတွဲဝိုက်ပြီးရိုက်ခတ်နိုင်တယ်ဆိုတာမျိုးပေါ့။ ပင်လယ်ရေကြောက်ခေတလုံးဖြစ်ချလိုက်ရင်လှိုင်းကရက်တွေပြန့်ကားတယ်လို့ပါပဲ။လာနီညာလိုဖြစ်စဉ်တွေကချမတို့ဒေတာတွင်ယာဒီဥရုအပေါ်တက်ရောက်မှုတွေရှိနေတယ်ဆိုတာသူတေသနာတွေကတက်တည်ပြပြီးသားပါ။ဒါကြောင့်ဘင်္ဂလားပင်လယ်အော်နိုဗ ెంబ လကုန်အထိမငင်းတက်နိုင်မှုဆိုတဲ့ခံမှန်းချက်ကိုလေးလူးရှုလို့မရှိပါဘူး။အချက်လက်ထက်မှာနောက်တစ်ချက်သတိထားမိစရာရှိတဲ့နိုဗ ెంబ ာ၁၉ရက်ကနေ၂၀ရက်အတွင်းမြဝပြည်တောင်ပိုင်းဒေသတွေကိုတိမ်နယ်နီးနေဝင်ရောက်လာနိုင်တယ်ဆိုတဲ့အချက်လေးတာဟာကာလတော်ခမန်းချက်မှာအသေးစိတ်မပါဝင်ပေမဲ့ ပုံမချေပြင်းတဲ့ယာတိဥရုပုံစံတစ်ခုပြောင်းလဲလာနေပြီဆိုတော့ကိုညွန့်ပြနေတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ဒါကြောင့်အဖြစ်အပျက်တစ်ခုချင်းစီကိုတိချကြည့်မိအစားပုံစံအချီးအချီးတစ်ခုအနေနဲ့ခြုံငုံကြည့်ဖို့လိုတယ်လို့ကျွန်မပြောချင်တာပါ။ဟုတ်ပြီ။ခမရရဲ့အမြင်ကိုသဘောပေါက်ပါတယ်။ဒါဆိုရင်နောက်တစ်ဆင့်တက်ပြီး NDA ဆိုင်ရာတည်င်းစကားဖြန့်ဝေမှုအပိုင်းကို ကြည့်အောင်။ခမရပြောတဲ့ရေရှဲအလားအလာတွေပေါ်အခြေခံပြီးတတိပေးချက်ထုတ်ပြန်နေဆိုပါစို့။ မလိုအပ်တဲ့နေရာတွေမှာမလိုအပ်တဲ့မိုးတွေရွာနေတယ်ဆိုတဲ့ခံမှန်းချက်မျိုးကတိကျမှုမရှိပဲမရေရာမှုတွေကိုပဲ ဖြစ်စေမှာပေါ့ဘယ်နေရာမှာဘလောက်အတိုင်းတာအထိဘယ်ချိန်မှာလဲဆိုတာမတိရပဲနဲ့ပြီးသူတွေကဘလို့ပြင်ဆင်ရမလဲဒီလိုတည်င်းစကားမျိုးတွေကတိကျတဲ့လမ်းညွှန်မှုမပေးနိုင်တဲ့ပြင်စိုးရင်စိတ်ကိုပဲပို့ပြီးတွပွားစေမှာပေါ့ဒါကြောင့်မို့လို့တရားဝင်ထုတ်ပြန်တဲ့တိကျတဲ့တည်င်းချက်လက်ကိုပဲအာကိုတင်တယ်လို့ကျွန်တော်ထပ်ပြောချင်တယ် ရာနှုန်းဆက်စင်တဲ့နေရာကွက်ကြမိုးဆိုတာက ရှင်းလင်းပြတ်သားတဲ့သတင်းစကားပါ။ဘာလုပ်ရမယ်၊ဘာမလုပ်ရဘူးဆိုတာလူတွေတက်ရှင်းတယ်။ဒီနေရာမှာကျမတို့အမြင်ကွဲလဲတာပဲ။ကျမပြောနေတာကမရေရာတဲ့သတင်းစကားကိုဆိုလိုတာမဟုတ်ဘူးရှင်။တိကျတဲ့ဂျိုတိန်ပြင်ဆင်မှုတွေလွတ်ဖို့တိုက်တွန်းတာကိုဆိုလိုတာပါ။ဥပမာ တောင်သူတွေကိုရာသီဥတုမတည်ငြိမ်နိုင်တဲ့အတွက်အမိုးအကစိတ်တွေဂျိုတိန်ပြင်ဆင်ထားပါ။ရေသိမ်းပြည်သားတည်နိုင်တည်ရှိရင် ရေလွတ်ရမည့်အမြင့်ကိုရွှေ့ပြောင်းထားပါ။ ဆိုတဲ့တိကျတဲ့လှုပ်ဆောင်ချက်တွေကိုအကြပြုတာကတာဝန်ယူမှုရှိတဲ့သတင်းစကားချက်ဝင်မှုပဲ။ရာသီဥတုဆိုးရွားမှုကတကယ်ဖြစ်မလာခဲ့ရင်တောင်မှဒီပြင်ဆင်မှုတွေကြောင့်နှစ်နာစရာဘာမှမရှိပါဘူး။ဒါပေမဲ့ခမည်းပြောသလိုတိကျတဲ့သတင်းထွက်လာတဲ့အချိန်အထိစောင့်နေပြီးပြင်ဆင်မထားဘဲနဲ့တကယ်ဖြစ်လာခဲ့ရင်ဆုံးရှုံးမှုကအလွန်ကြီးမားနိုင်တယ်လေ။အဲ့ဒီခါကျမှပြင်ဆင်ခြင်းမရတော့ဘူး။ဒါဟာစိုးရင်စီဖြစ်အောင်လုံဆော့တာမဟုတ်ပါဘူး။ဖြစ်လာနိုင်တဲ့အန်ဒီရေကိုကြံ့ကြံ့ခန့်နိုင်စွာရှေ့အောင်တိစောက်ပေးတာပါ။ ခမရပြောသလိုမလို့အပ်တဲ့စိုးရင်ပူပါမှုတွေဖြစ်စေနိုင်တယ်ဆိုတာဟုတ်ပါတယ်။ဒါပေမဲ့အဲ့ဒီကြိုတင်ပြင်ဆင်ချင်ရလို့ကဲတင်နိုင်ခဲ့တဲ့အသက်ပေါင်းများစွာမျိုးစည်းဥစားပေါင်းများစွာကိုရောဘလို့ထက်တွင်မလဲရှင်။ကျမတို့နိုင်ငံမှာအရင်ကဖြစ်ခဲ့တဲ့တဘာဝပြီးအနှရဲ့ကြီးတည်ရဲ့တင်ကန်းစားကိုပြန်ကြည့်တင်တယ်လို့ထင်ပါတယ်။อืมခမရပြောတဲ့အချက်ကစဉ်းစားစရာပါ။ဒါပေမဲ့အဲ့ဒါကခံမှန်းချက်တည်းရဲ့ယုံကြည်စိတ်ချရမှုဆိုတဲ့နောက်ကချက်စီကိုရောက်သွားပြန်ရော။ တရားဝင်မိုးလေဝတ္တဌာနတွေကထုတ်ပြန်တဲ့ခံမှန်းချက်တွေဟာတမတ်ထားတဲ့စံနှုန်းတွေမတူညီတဲ့ကွန်ပျူတာမော်ဒယ်မျိုးစုံကိုချိန်ညီပြီးမှပညာရှင်တွေကသုံးသပ်ပြီးမှထုတ်ပြန်တာဖြစ်လို့ပိုပြီးယုံကြည်စိတ်ချရပါတယ်။ခမည်းကိုကနေတဲ့ရေရှည်သုံးသပ်ချက်တွေအခြားကမ္ဘာမော်ဒယ်တွေဟာမော်ဒယ်တစ်ခုတည်းကိုပဲခြေခံထားတာဖြစ်နိုင်ပြီးမာယွန်းန်းချီပိုများတယ်။ကျွန်တော်တို့ရဲ့အရင်အမြတ်ထဲမှာတော့ဖော်ပြထားတဲ့မော်ဒယ်တစ်ခုတည်းကိုအစွဲထားရင်မားတက်တယ်ဆိုပြီးလို့လေ။ ဒါကြောင့်အများကလက်ခံထားတဲ့စနစ်တကျစိတ်ဆစ်ထားတဲ့တရားဝင် ထုတ်ပြန်ချက်ကိုပဲအဓိကထားတင်တယ်ဆိုတာကိုကျွန်တော်ထပ်ပြီးအခိုင်အမာပြောချင်ပါတယ်။အဲ့ဒီအချက်ကပဲကျမရဲ့ယက်တီချက်ကိုပိုပြီးခိုင်မာစေတယ်လို့ပြောရမှာပဲ။ဟုတ်တယ်။မော်ဒယ်တစ်ခုတည်းကိုအစွဲထားရင်မားနိုင်တာမှန်တယ်။ဒါဆိုရင်တရားဝင်ထုတ်ပြန်ချက်ဆိုတဲ့သတင်းရင်းမြစ်တစ်ခုတည်းကိုပဲအားကိုးတာကလည်းအလားတူအနေရရှိမနေဘူးလား။တရားဝင်ဌာနတွေကလည်းသူတို့ရဲ့ model လေးသုံးသက်ချက်တွေအပေါ်မှာပဲအခြေခံတာပဲလေ အရေးကြီးတာကဘဲမောတဲ့ကိုတုံးထားတယ်ဘဲချင်းကနောက်ဆုံးပြင်ဆင်ထားတယ်ဆိုတာကိုပွင့်လင်းမြန်သားမှုရှိရှိတီးဖို့ပါ ကျမဆိုလိုတာကတရားဝင်ထုတ်ပြန်ချက်ကိုရည်လျူရှုခိုက်တာမဟုတ်ပါဘူးအဲ့ဒါကိုအခြေခံအဖြစ်ထားပြီးအချားမော်တယ်ရဲ့ခံမှန်းချက်တွေကိုပါခြုံငုံလေ့လာပြီးအခြေအနေကိုပိုပြီးပြည့်စုံတဲ့မြင်တဲ့သုံးဆက်တဲ့လို့ပြောချင်တာပါအကောင်းဆုံးဖြစ်နိုင်ခြင်းနဲ့အဆိုးဆုံးဖြစ်နိုင်ခြင်းအထိချိန်စားပြီးပြင်ဆင်ထားတာကပိုပြီးပညာရှိရရောက်တဲ့ပိုပြီးဘေးကင်းတယ်လို့ကျမမြင်တယ်ကောင်းပါပြီ ဒီနေ့ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေကိုပြန်ချုပ်ရရင်ကျွန်တော်ဘက်ကတော့လက်ရှိကြားဝတ်အချက်လက်တွေရဲ့တိကျမှုကိုခြေခံပြီးတည်ငင်စွာတုံ့ပြန်ဖို့လိုအပ်တယ်လို့မြင်ပါတယ်။မတိတ်ချာသေးတဲ့ရေရှည်ခက်မှန်ချက်တွေကြောင့်မလိုအပ်ပဲစီးပွားရေးလုံမှုရေးလှရှားမှုတွေအထိတ်တလန့်ဖြစ်မှုတွေမဖြစ်စင်ဘူးဆိုတဲ့အပေါ်မှာခိုင်ခိုင်မာမာယက်တည်ပါတယ်။အတီဖြူနိုင်တဲ့တိကျတဲ့အချက်လက်တွေကလားတိကျတဲ့လွတ်ဆောင်ချက်တွေအတွက်မှန်ကန်တဲ့လမ်းညွှန်မှုကိုပေးနိုင်မှာပါခင်ဗျာ။ ကျမဘက်ကအချင်းချို့ရရင်ကကဘာလုံးဆိုင်ရာရာဒီဥရောရှင်နီရေရှိအလားအလာနဲ့ကြိုတင်ကောက်ွေချင်းရဲ့အရေးပါမှုကိုထပ်ပြီးအလေးပေးချင်ပါတယ်။အန်ဒီကိုရှော့မတွက်ပေးအစင်တင့်ရှိနေခြင်းကအမှန်တကယ်ဆိုဝါရဲ့အချင်းတွေတခုကြုံလာတဲ့အခါမှာဆုံးရှုံးမှုကိုတိတိတသားရှော့ချနိုင်ပါဖြစ်လို့ပိုပြီးပညာရှိရာရောက်တယ်ပိုပြီးတာဝန်ယူရာရောက်တယ်လို့တင်ပြချင်ပါတယ်။ကြိုတင်ပြင်ဆင်မှုကြောင့်နစ်နာတာမရှိနိုင်ပေမဲ့ကြိုတင်ပြင်ဆင်မှုမရှိလို့နစ်နာရင်လုံးအရာအလုံးဆုံးရှုံးနိုင်ပါတယ်ရှင်။အင်းဒီနေ့ဆွေးနွေးမှုက ယာဒီဥဒုခမ်းမန်းချက်ဒီကိုကျွန်တော်တို့ဘလို့ချင်းကတ်မလဲဆိုတဲ့နေရာမှာတိကျမှုကိုဦးစားပေးမလားဒါမှမဟုတ်ကြိုတင်ကာကွယ်မှုကိုဦးစားပေးမလားဆိုတဲ့အရေးကြီးတဲ့ရှုထောင့်ကွဲကွဲတွေကိုရှင်းရှင်းလင်းလင်းမြင်သာစေတယ်လို့ထင်ပါတယ်။နှစ်ခုစလုံးမှာသူအားသာချက်အားနည်းချက်တွေရှိနေတာပေါ့။ဟုတ်ပါတယ်။ နားထောင်သူတွေနေနဲ့လဲဒီချက်လက်တွေကိုအခုဘရာဇီးနိုင်ငံမှာကျင်းပနေတဲ့ COP30 ရာဒီယုတညီလာခံရဲ့ဆွေးနွေးမှုတွေနဲ့ဆက်ဆက်ပြီးစဉ်းစားကြည့်နိုင်ပါတယ်။ရာဒီယုပြောင်းလဲမှုကကျမတို့လိုဒေတာတွေမိုးလေဝသအပေါ်ဘလောက်အထိတက်ရောက်မှုရှိနေလဲကျမတို့ရဲ့တွန့်ပြက်ပုံတွေကတော့ဒီပြောင်းလဲမှုတွေနဲ့လိုက်လို့ရင်ထွေဖြစ်တယ်လားဆိုတာကိုဆက်လက်လေ့လာနိုင်ပါတယ်။ဒီဆွေးနွေးမှုကဘယ်ရက်ဒီချက်ကမန်ကန်ဆုံးဖြစ်တဲ့ဆိုတာကိုဆုံးဖြတ်ပေးတာမဟုတ်ပဲနားထောင်သူတွေနေနဲ့ရှုထောင့်ဆောင်ကနေကိုယ်တိုင်စဉ်းစားသုံးသပ်နိုင်ဖို့တင်ပြဆွေးနွေးကြတာဖြစ်ပါ